နေနဲ့တာဝန်ရှိတယ်လို့ရပြောချင်ပါတယ်ဆရာမကြီးကိုလည်းပြောချင်ပါတယ်ပညာရေးမှုကိုလည်းပြောချင်ပါတယ်ဟုတ်လားတမတောင်းပန်ပါတယ်ဒါဒီလိုကိစ္စမျိုးဆိုတာလေခྱི་တရောက်ကလုတ်ပေးရတယ်အဲ့တော့မှနောက်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 ကလေးတွေကနောက်မလုတ်ပါတမဒါပညာရေးမှုဒါဖြစ်ခန့်ရင်တော့အဲ့ဒီကောင်မလေးတွေကိုမှင်းနေထားပြီးကြောင်းထုတ်ပြီးတော့ကျမကလေးထင်းသိရေးအကြောင်းကိုကျမပို့ပြပါလေ။ဒါပေမဲ့ကျမကဘာမှမဟုတ်တဲ့အတွက်ကျမမိဖတဲ့ယောက်ကတတ်နိုင်တဲ့ဝင်ပေါ့နော်တတ်နိုင်တဲ့ဝင်နဲ့အဲ့ဒီရဲ့ပြုတ်လုတဲ့ကောင်မလေးဟာ ဒီရက်ဘဝတစ်ခွေပေါ့နော်ဒီရက်အချိန်အတိုင်းတောင်မှငါသမီးနဲ့တော့မစုံစည်းနိုင်စေရဘူးဆိုပြီးတော့တော့ကျွန်မအာမခံတယ်အားလုံးပဲမင်္ဂလာပါဒီနေ့ညမှာတော့ line ပေါ်မှာ အရန်ကိုနာမည်ကြီးပြီးတော့လူပြောများနေတဲ့မြောင်းမြအထက်က6ကចောင်းသူလေးတွေအုပ်စုဖွဲ့ပြီးတော့ပ ਾਇ ရိုက်တဲ့ကိစ္စအဲ့ဒီ video file က line ပေါ်မှာ တော်တော်လေးကိုလူပြောများပြီးတော့တော်တော်လေးပြက်နှံ့နေတယ်။အဲ့ဗီဒီယိုဖန်ကို ကြည့်ပြီးတော့ចောင်းသားမိဘတွေကလည်းကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့ကလေးတွေចောင်းမှာဒီလိုမျိုးအနိုင်ကျင့်ခံရရင်ဘယ်လိုလုပ်မလဲ။ဒီလိုမျိုးအနိုင်ကျင့်ခံနေရပြီလားဆိုပြီးတော့တော်တော်များများចောင်းသားမိဘတွေရှော့ရသွားကြတယ်။ဗီဒီယိုဖိုင်လေးထဲမှာအုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်တယ် အဲ့ဒီဗီဒီယိုဖိုင်လေးကိုလည်းတော်တော်များများကြည့်ပြီးသွားကြမှာပါဗီဒီယိုဖိုင်လေးကို ကြည့်ပြီးတဲ့သူတိုင်းကတော်တော်လေးဒေါသဖြစ်ကြတယ်တော်တော်လေးလည်းမခံမရနိုင်ဖြစ်ကြတယ်ခလေးလေးတွေဖြစ်ပြီးတော့ဒီလောက်တောင်မရမ်းရလားဒီလောက်တောင်မှအုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်ရလားဒီလိုမျိုးမြင်ကြရတယ်ပေါ့အဲ့ဒီဗီဒီယိုဖိုင်လေးနဲ့ပတ်သက်ပြီးတော့ကျောင်းသားမိဘတချို့ရဲ့အမြင်လေးတွေကိုလည်းပြန်လည်ဝေမျှခြင်းပါတယ်မင်္ဂလာပါ မင်္ဂလာလည်းမရှိနိုင်ဘူးဒီနေ့လေတာသမီချင်းကိုချင်းစာပြီးရောရင်လာတယ်ပြဿနာရဲ့အဆအဆုံးကတော့ဘာမှန်းတော့မသိဘူးနော်2024ရဖြစ်တာလို့တော့ပြောတာပဲကောင်မလေးတယောက်ကိုចောင်းသားအများကြီးရောက်ဝိုင်းပြီးအနိုင်ကျင်တာနော်တပတ်နင်းလာတဲ့ကောင်မလေးကလည်းဘာအမှားလုပ်ခဲ့လဲတော့မသိဘူးဒါပေမဲ့ ဝိုင်းပြီးတော့အနိုင်ကျင့်ခံရတဲ့မျက်မြင်ကျမတို့မျက်မြင်နေထမ်းမှာမိဖတယောက်အနေမျိုးနဲ့အဲ့ဒီနစ်နာတဲ့ကောင်မလေးကိုစားငါတမီးလေးသာ ဖြစ်ခဲ့ရင်ဆိုတဲ့စိတ်မျိုးဝင်လာတဲ့အချိန်ကြရင်လေနှလုံးသားကနေပြီးတော့လေသွေးတွေအဆအကျတလို့မျိုးပဲသိလားအဲ့လိုမဖြစ်ရအောင်လေကျမသားတမီးကိုကျမစောင့်ချောက်တယ်နော်စောက်ချမှုပေါင်းများစွာနဲ့ကျမထားထားတယ်ဖြစ်ခွင့်လည်းမပေးဘူးဒီလိုဖြစ်လာရင်လည်းကျမအသက်ချင်းလှဲပြင်ပါ သိလားအဲ့ဒီတော့ပညာရေးဌာနကဘယ်ဟိုဘယ်လိုပြောရမလဲအဲ့ဒီပြုလုပ်တဲ့ကောင်မလေးတွေကိုမဆုံးမနိုင်တော်လကပတ်ဝန်းကျင်အဲ့ဒီရဲ့မိဖတွေရဲ့ကိုင်းကနန်ကြီးလိုပဲဘာမှမပြုလုပ်နိုင်ခက်ရင်တောင်းမိဖတယောက်ဖြစ်တဲ့ကျမကတော့အဲ့ဒီကောင်မလေးတွေပေါ့နော်တထောက်ပေါ့နော်ဒီရဲ့ကျမတို့နဲ့ဆုံတွေ့ခက်ရရင်ပတ်သက်မှုမရှိအောင်လို့တော့ကျမအဲ့ဒီပုံနဲ့တော့ကကျမတင်ပြီးတော့ကျမရင်ထဲမှာတော့မှတ်ထားတယ်ရိုင်းဆိုင်တဲ့ ကောင်မလေးတွေပေါ့နော်ရိုင်းဆိုင်တဲ့ကောင်မလေးတွေဆိုပြီးတော့ကျမတို့ကတော့အာနာရှင်လည်းမဟုတ်တလို့ကျမတို့ကဒီကျမတို့ရဲ့စိတ်ထဲမှာအော်ဒီကောင်မလေးတွေနဲ့ငါသမီးနဲ့စုံစည်းလို့မဖြစ်ဘူးလေနော်ဘယ်လိုပြောမလဲအရင်ရိုင်းဆိုင်တဲ့ကောင်မလေးတွေဆိုပြီးတော့မိဖတယောက်ရဲ့ရင်ထဲမှာကျမလုံနိုင်တာဒီလောက်ပဲအစွမ်းစားနဲ့လုံနိုင်တာကိုကျမသာပညာရေးမှုသာဖြည့်ခန့်ရင်တော့အဲ့ဒီကောင်မလေးတွေကိုမှီနီတားပြီးကြောင်းထုတ်ပြီးတော့ ျွန်မကလေးထိန်းသိမ်းရေးအကြောင်းကိုကျွန်မပို့ပြပါလေဒါပေမဲ့ကျွန်မကဘာမှမဟုတ်တဲ့အတွက်ကျွန်မမိဖတယောက်ကတက်နိုင်တဲ့ဝင်ပေါ့နော်တက်နိုင်တဲ့ဝင်နဲ့အဲ့ဒီရဲ့ပြုတ်လုတဲ့ကောင်မလေးဟာ ဒီရက်ဘဝတစ်ခွေပေါ့နော်ဒီရက်အချိန်အတိုင်းတာမှာငါသမီးနဲ့တော့မစုံစည်းနိုင်စေရဘူးဆိုပြီးတော့ကျမအာမခံတယ်အဲ့ဒီပုံတွေကိုလည်းကျမယင်နေအသေးထဲမှာပြုတ်လုံနေတဲ့ကောင်မလေးကိုကျမယင်နေအသေးထဲမှာမှတ်ထားတယ်ဘယ်တော့မှမစုံစည်းစေရဘူးသိလားကျမကတော့ဖြစ်စင်ရတော့ဘာမှန်းတော့မသိဘူးဒါပေမဲ့ပြုတ်လုံခံရတဲ့နစ်နာတဲ့မိမိရေနော်ကိုသမီးဘဝလမ်းကြောင်းမှာ အမဲဆက်ကိုနောက်လက်ထည့်ငါမေရှိပါလားဆိုတဲ့ငါမေငါတို့မိသားစုရှိပါလားဆိုတဲ့စိတ်မျိုးနဲ့ခွန်အားဖြစ်အောင်ကိုတမီကိုစောင့်ချောက်ပါကျမကတော့ပြုတ်လုတဲ့လူကိုကျမအပြစ်မပြောချင်ဘူးเนาะပြုတ်လုတဲ့နစ်နာတဲ့မိဖောက်ပဲကျမအပြစ်ဖို့ချင်တယ်ကိုတမီတယောက်မတိမ်ငယ်သွားအောင်စောင့်ချောက်ပေးပါလို့ထပ်ပြီးစောင့်ချောက်ပေးပါကျမဆိုရင်တော့မရဘူးကျမဆိုရင်တော့အသက်ချင်းလဲပြင်ပါတည်လားကျမကတာတမီကိုထိကြည့်လိုက် ီဖြစ်စဉ်လေးကပြီးခဲ့တဲ့နှစ်2024ရဖြစ်သွားတဲ့ဖြစ်စဉ်လို့သိရပါတယ်အဲ့တော့အခုမှပဲဗီဒီယိုဖန်ကပြန့်နှံ့လာတယ်ပေါ့လေအဲ့တော့ဒီဖြစ်စဉ်လေးကိုကြည့်ပြီးတော့ကျောင်းသားမိဘတွေတော်တော်များများဆိုရင်ပူပန်တော့ကတွေဖြစ်သွားကြတယ်ဗျအော်ကိုကလေးကျောင်းမှာအနိုင်ကျင့်ခံနေရပြီလားကိုကလေးကျောင်းမှာဆင်ရောပြေပါမလားကိုကလေးကိုအုပ်စုဖွဲ့ပြီးတော့အနိုင်များကျင့်နေကြပြီလားဒီလိုစိတ်တွေဖြစ်သွားကြတယ်ဖြစ်လဲဖြစ်ချင်စရာပေါ့ဒီနောက်ပိုင်းမှာဒီလိုမျိုး အဆူဖွဲ့အနိုင်ကျင့်တဲ့ဗီဒီယိုဖိုင်တွေလိုင်းပေါ်ကိုခဏခဏတက်လာတယ်။ចောင်းသားအရွယ်လေးတွေ၊ចောင်းစင်းအင်ကြီးလေးတွေနဲ့ဒီလိုမျိုးဗီဒီယိုဖိုင်တွေကိုခဏခဏလိုင်းပေါ်မှာတွေ့လာရပါတယ်။ဒါတွေကိုကြည်ချင်းအဖြစ်ចောင်းနေနဲ့ပတ်သက်ပြီးတော့အစိုးရចောင်းနေနဲ့ပတ်သက်ပြီးတော့စီကန်းတင်းကျပ်ဖို့လိုလာပြီဆိုတာကိုအကုန်လုံးသတိထားရတော့မှာပါ။အဲတော့ចောင်းနေက စာတစ်ခုတည်းတင်ပြီးတော့သွားလို့မရအောင်ဗျ။ចောင်းရဲ့စီကန်းထင်းထင်းရေးចောင်းရဲ့ဇာတိတចောင်းရဲ့ရင်ကျင်းမှု ဒါတွေကိုပါတွဲပြီးတော့တင် जा ဖို့လိုတယ်ဒါတွေကိုပါစီကံပေးဖို့လိုတယ်ဒီလိုမှမဟုတ်ဘဲနဲ့စာကြီးပဲတင်မယ်စာရိတ္တအချိန်မှာအမိုက်ကောက်ခိုင်းမယ်မျက်နှုတ်ခိုင်းမယ်အမှုပညာအချိန်မှာတန်ရှင်းရေးလုပ်ခိုင်းမယ်ဒီလိုတွေပဲလုပ်နေမယ်ဆိုလို့ရှိရင်ဒီလိုမျိုးចောင်းသားလေးတွေကတဥပေါ်တဥနိုင်ထက်စီနင်းလုပ်တဲ့အပြုမူတွေကထပ်ပြီးတော့မြင်နေရအောင်ပါပဲထပ်ပြီးတော့ကြုံနေရအောင်ပါပါပဲဒါကိုသတိချက်စေချင်ပါတယ်နောက်ပြီးတော့ကလေးတွေပေါ့ဗျာဒါကလေးရွယ်တွေပဲဗျာ ဘလိုပဲဖြစ်ဖြစ်အချောင်းကိုမရောက်လာခင်အရွယ်မှာမိဘတွေရဲ့လက်ထဲမှာဟိုကလေးတွေကိုရင်ကျေးတိမ်မွေးအောင်တင် जा ပေးလိုက်တင်ပါတယ်အဲ့တော့လက်ဦးဆရာမြီထိုက်စွာပုပ်ပါစတိယမိနေဖမိဘလက်ထဲကကလေးကိုရင်ကျေးတိမ်မွေးအောင်စီကံကောင်းအောင်အရင်ဆုံးတင် जा ပေးဖို့လိုပါတယ်အဲ့တော့မိမိကိုကိုကာကွယ်တတ်အောင်လည်းတင်ပေးဖို့လိုတယ်သူများကိုမစော်ကားရဲအောင်သူများကိုအနိုင်မကျင့်အောင် ူများကအနိုင်ကျင့်လာရင်ဘလို့ရှောင်တက်အောင်ဓာရီကိုလဲလေ့ကျင့်သင်ကြားပေးဖို့လိုတယ်ဓာရီကိုလဲမိဘတွေကစကတဲ့ကသင်ပြပေးဖို့လိုပါတယ်အဲလိုမှမဟုတ်ဘဲနဲ့မိဘတွေကိုယ်တိုင်ကိုယ်ကဗယံပရာနေမယ်ဆိုလို့ရှိရင်ဗယံပရာသွားမယ်ဆိုခလေးရလဲဒီလိုဇေဟိုင်မျိုးပဲဖြစ်လာမှာပဲဟုတ်ကဲ့ပါဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့နောက်ထပ်ပောက်ကွဲထားတဲ့ဗီဒီယိုဖိုင်လေးကိုလည်းဆက်ပြီးတော့ကြည့်ကြည့်လိုက်အောင်မင်းကဒီနေ့ဈေးရောက်မှုဒီမှာဒီချိန်လေးဈေးရောက်မှုဆိုတော့ အဖုန်းကြည့်လိုက်တဲ့အခါကျတော့အဖုန်းကြည့်လိုက်တဲ့အခါကျတော့ဟွာဟိုအားတော့ရှိပါလေအနှစ်လပိုင်းကလို့ပြောတာပဲမြောင်းမြကတောင်းသူလေးကိစ္စကြည့်ပြီးတော့လေအသားတွေဆက်ဆက်ဆက်တော့တက်ပါဟင်စဉ်းစားကြည့်တယ်ဒီခလေးတွေခလေးတွေနော်ခလေးတွေအရွယ်ဒီခလေးတွေအရွယ်မှာကြီးစားအုပ်စုဖွဲ့ပြီးအနှံကျင်းကြတယ်ဒီအောင်အခုပြန်ကြားတယ်ပြန်ပြီးကြတော့ အလောက်ခံရတဲ့ကလေးကကြောင်းပြောင်းပြီးတော့လောက်တဲ့လူတွေကကြောင်းဆက်တက်နေတယ်တဲ့။ငါပြောတာငါတို့ကသားသမီးချင်းကိုချင်းစာပါတယ်။ဒါပေမဲ့ကလေးဆိုတာမှတ်လောက်သားလောက်လုပ်ပေးရတယ်။သိလားမလဲ။ဒါဘောကမင်းဒီတားပြီးတော့တစ်နှစ်နားတန်နားလဲ။သားသမီးချင်းကိုချင်းစာလို့မဟုတ်ဘူးနော်။သားသမီးချင်းကိုချင်းစာလို့ပြောတာ။ဒီအရွယ်တွေကမှဒီလောက်ဖြစ်နေတဲ့ဒီကလေးတွေကိုဒီလိုမှမဆုံးမလို့ရှင်လေ။မိမတွေခေါင်းကိုနင်းသွားမှာ။ဆရာမတွေခေါင်းကိုနင်းသွားမှာ။သိလား။ နော်စဉ်းစားကြည့်လဲဟိုကလေးဘလောက်တော့တလားမကောင်းလဲကျမိဘတွေရဲ့နေရာစဉ်းစားကြည့်လဲဒီကလေးရဲ့မိဘတွေဘလောက်တောင်ရှင်းတာလိုက်မလဲဒီကလေးလေးကိုစဉ်းစားကြည့်လဲဘလောက်တောင်ရှင်းတာလိုက်မလဲနော်နေစဉ်းစားကြည့်နောက်ပြောတင်တာအဲ့ဗီဒီယိုကိုကြည့်တဲ့အချိန်မှာနင်တို့တခြားကြည့်တယ်မလားဒီကလေးတွေဖြစ်နေတဲ့ဟာကိုလာလာကြတယ်လာတဲ့လူတွေလူကြီးတွေစိတ်ကြတယ်လူကြီးတွေဆိုတော့တို့ပါဟိုတောင်ရှိတဲ့လူပြောတာမဟုတ်ဘူးလမ်းတော်လမ်းလာနေရှိကြတယ်ဆိုင်ကန်နဲ့ပြန်လှည့်ပြီးထွက်သွားတယ်ဒီကလေးမလေးတွေကိုသူတို့អော်လို့မရဘူးလား ဟဲ့ငါပြောချင်တာသူတို့အော်လို့မရဘူးလားအော်ဒါလူကြီးတယောက်ကလည်းဟဲ့နေတော့ဘာဖြစ်တာလဲဒီလိုအော်ဒါလုပ်ချင်ဘာပဲပြောဒီကလေးမှလည်းဒီလောက်ဒီမခံအောင်လူဘာဝတာနော်ငါလူမိဘကလေငါလူမိဘဆိုရင်လေဒီလို အနိုင်သူများကို အနိုင်ကျင့်မဲ့ဟာလေငါတို့ကလက်မခံဘူးနော်ငါသားသမီးကိုလာပြီးအနိုင်ကျင့်ရင်လေငြိမ်မခံဘူးဟုတ်လားဒါပေမဲ့ဒီကလေးအုပ်စု why me လောက်တယ် ဗီဒီယိုတောင်ရိုက်ပြီးတင်ရဲတယ်ဆိုတော့နည်းနည်းနဲ့တော့စကေးမဟုတ်ဘူးเนาะစဉ်းစားကြည့်ဒီကလေးတွေကိုကြည့်လိုက်နည်းနည်းနဲ့တော့စကေးမဟုတ်ဘူးအဲ့တော့မပြောချင်ဘူးဒါပေမဲ့အဲ့ဒီမြောင်းမြမာနေတဲ့တာဝန်ရှိသူတွေကပြောချင်ပါတယ်ဆရာမကြီးကိုလည်းပြောချင်ပါတယ်ပညာရေးမှုကိုလည်းပြောချင်ပါတယ်ဟုတ်လားတမတောင်းပန်ပါတယ်ဒါဒီလိုကိစ္စမျိုးဆိုတာလေထိတိရောက်ကလုတ်ပေးရတယ်အဲ့တော့မှနောက်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 ကလေးတွေကနောက်မလုတ်ပါတဲ့မှာ ဟိုတောက်တက်တက်ကလေးလုတ်ဟိုငြိမ်နေတဲ့ကလေးအေးတဲ့ကလေးဆိုလို့ရှိရင်လေအဲ့လိုအနိုင်ယူတတ်တဲ့ဒီလိုအုပ်စုကလေးအုပ်စုကတတ်တတ်ကိုရှိတာသိလားမလားမှတ်လောက်သားလောက်အောင်လုပ်ပေးရမှာမှတ်လောက်သားလောက်အောင်လုပ်ပေးရမှာအခုကကြတော့ကလေးကတကယ်ခံရတဲ့ကလေးကကြောင်ပြောင်းပြီးတော့လုတ်တဲ့ကလေးကကြောင်တက်နေတယ်ဆိုတော့အရက်ကတို့ကြီးကြားကြားကြားလို့မှကောင်းသေးရဲ့လားစဉ်းစားတာကြည့်ကြအောင်နော်ကြည့်စဉ်းစားတာကြည့်ကြအောင် เนาะไอ้ကလေးမိပါလေလဲစုံမပါကိုသားသမီးတွေစုံမမယိုင်းနေတာကိုစုံမတိလားအပြောချင်ဘူးเนาะโอเคပါဒီဗီဒီယိုဖိုင်လေးတွေကတော့ဒီပြည့်စင်နဲ့ပတ်သက်ပြီးတော့အနိုင်ကျင့်စော်ကားတဲ့ចောင်းသူလေးတွေကိုမင်းဒီတားပြီးတော့တိတိယယအေးယူဖို့တိုက်တွန်းထားတဲ့ဗီဒီယိုဖိုင်လေးတွေပါအဲ့တော့ဒီဗီဒီယိုဖိုင်လေးတွေကိုကြည့်ပြီးတော့ကျွန်တော် viewer တွေလည်းဘလို့ထင်လဲမိမိတို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်းပြောပြပေးခဲ့လို့ရပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါ ကျွန်တော် channel လေးကိုလည်း like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာ။